Brentford အသင်းကကင်မရွန်လက်ရွေးစင်တိုက်စင်မှုအန်ဘူမိုကိုခေါ်ယူဖို့ ပရမီယာလိထိပ်သေးလေတဲ့အပြိုင်လိုက်နေတယ်လို့ဒိလီမေကဖော်ပြခဲ့ပါတယ်။25နှစ်အရွယ်အန်ဘိုမိုဟာအခုရာသီမှာဘရန်ဖို့အသင်းအတွက်ပြိုင်ပွဲစုံ38ပွဲမှာ18ဂိုးသွင်းယူပြီးခြေစွမ်းပြနေတဲ့အတွက်ပရမီယာလိထိပ်သေးအသင်းတွေကခေါ်ယူဖို့ကြိုးပမ်းနေတာဖြစ်တယ်လို့သိရပါတယ်။အမ်ဘူမိုကိုခေါ်ယူဖို့ကြိုးပမ်းနေတဲ့အသင်းတွေမှာလီဗာပူး၊မန်ယူး၊နျူကာဆယ်နဲ့စပါးရိုဖြစ်တယ်လို့သိရပါဗျ။အမ်ဘူမိုဟာဘရန်ဖို့အသင်းနဲ့2026ခုနှစ်မှာစာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးတနည်းထက်မှန်သက်တမ်းတိုးနိုင်တဲ့သဘောတူညီချက်ရှိနေပေမဲ့လေ င်ဘရန်ဖို့အသင်းက၎င်းတို့အလိုရှိတဲ့ပြောင်းရွှေ့ခြေပမာဏရရှိခဲ့ပါကရောင်းထုတ်ဖို့စီစဉ်ထားတယ်လို့သိရပါတယ်ဘရန်ဖို့အသင်းဟာအပူမို့အတွက်ပြောင်းရွှေ့ခြေကိုအ ਨੇ စုံပေါင်သန်း60ရရှိဖို့လိုလားနေကြောင်းဒေးလီမေးကဖော်ပြခဲ့ပါတယ်ဘရန်ဖို့အသင်းဟာအန်ဘူမိုရဲ့တွဲဖက်တိုက်စစ်ကစားသမားအဖြစ်ချေဆွမ်းပြနေတဲ့ကွန်ဂိုတိုက်စစ်မိုယူနီဝဲဆာအတွက်ကမ်းလှမ်းမှုတွေကိုလည်းလက်ခံစဉ်းစားသွားမယ်လို့သိရပါတယ်။28နှစ်အရွယ်ဝဲဆာအတွက်ပြောင်းရွှေ့ခြေကိုတော့ပေါင်တန်း30ဝန်းကျင်လို့သတ်မှတ်ထားကြောင်းသိရပါတယ်။